မင်္ဂလာပါရမှုကိုဟိုဆိုင်ငယ်တက်ခြင်းနဲ့ဒီဆိုင်ငယ်ကဲဆိုကျွန်တော်မေးရလူများတဲ့အတွက်ကျွန်တော်ဘယ်ဆိုင်ငယ်တက်တဲ့အဆင်ပြေအောင်အခုမျှဝေပေးမယ်ဘယ်ဆိုင်ငယ်လို့ကျွန်တော်မရည်ရွယ်ဘူးဒါကတော့တက်တဲ့ဆိုင်ငယ်မှာတက်လို့ရအောင်ကျွန်တော်ပြပေးမယ်နော်ဆိုင်ငယ်တစ်မျိုးနဲ့တစ်မျိုးတော့မတူဘူးပေါ့နော်ဒါပေမဲ့တကယ်အတူရဲ့အခြေခံအလုပ်လုပ်ပုံကိုပြပေးမယ်အဲ့ဒါဆိုရင်တော့ကိုယ့်အကူတက်လို့အဆင်ပြေနိုင်ပါတယ်ကျွန်တော်ရမှု socket ကိုအရာအောင်ကြည့်ပါသူ့ဒီမှာသူ့ရောင်တိုင်းမှန်လာတော့အရင်ကြီးတင်တယ်နော်ဒီမှာ net အနီးဒီမှာခဲပါတယ်ဒီမှာ ဟိုပါတယ်ပန်းရောင်ပါတယ်เนาะအဝါနှစ်ပင်ပါတယ်လိမ္မောပါတယ်အပြာပါเนาะအဲ့မှာအရင်ဆုံးအနီကတော့အနီပဲเนาะအနီကတော့ဒူးဒူးမဟုတ်ဘူးအနီကအပေါင်းမှာတက်လိုက်မယ်ဘယ်ဆိုင်ငယ်မှာတက်တယ်ကိုကကိုကိုကြိုက်တဲ့ဆိုင်ငယ်မှာတက်လို့ရအောင်ပါတစည်းပြရင်နောက်တစည်းမင်းနေရောကျွန်တော်ကအများကိုဦးစားပေးပြီးဖြည့်ပေးလိုက်မယ်125တန်တီကိုစူပါကက်တန်တီ110တန်တီပြနေလို့ရင်တော့နီးတွေကစုံမှစုံမှမဟုတ်ဘူးညာနေမှာဖြစ်တဲ့အတွက်ကျွန်တော်အခြေခံတန်တီကိုပဲပြလိုက်မယ်ဘယ်ဆိုင်ငယ်မှာတက်တဲ့တက်လို့အဆင်ပြေအောင် တက်တက်လို့ရအောင်လှုပ်ပြလိုက်မယ်နော်အာအနီနဲ့ပေါ့နော်အနီနဲ့တက်ရင်ဒါရမှုစပြီးအလုံးလုံးလို့ရပြီတခြားတခြားဖက်ရှင်တွေတော့မပါသေးဘူးပေါ့နော်သူဒါစပြီးတော့ချိတ်ဆက်ပြီးတော့ပြီဒါတော့အလုံးချိတ်ဆက်သွားပြီနော်အနီနဲ့နဲ့တက်လိုက်ပြီးချိတ်ဆက်ပြီးသွားပြီဒါအလုံးအလန်းဟွန်ဒါရမှုအိမ်မှာဒီမှာကျွန်တော်အခုကြိုးချောင်းတွေကိုရှင်းပြပေးမယ်ဒီကောင်ကဒီမှာကြည့်တယ်တော့ဖွင့်ပုံပါတယ်တော့ခတ်ပုံပါတယ်တော့ခတ်ပုံခတ်ပြီးရင်တော့ဒီကောင်လှုပ်လို့မရဘူးလှုပ်ရင်អော်မယ်တော့ လောကြတယ်နော်အဲ့ဒါတနက်ပြန်ဖွင့်မယ်ဒါလောပြန်ဖြည့်ရတာနော်ဒီမှာဒါခေါင်းလုံးပေါ်တော့ဘာမှမဟုတ်ဘူးဒီလိုပဲအတန်ကိုယ်ဆိုင်ငယ်ရှိလာဆန်းလို့ရတယ်အဲ့ဒါပဲဒီကောင်လေးကအဲ့မှာဒီကောင်ကဒီမိုးချိုးပုံလေးနှစ်ချက်ကဒီကောင်ကိုနှစ်ချက်ဆက်နေရင်ဆက်တက်နှိုးမယ်ဆက်နှိုးတဲ့အချိန်မှာဘာလုပ်လို့မလဲဆိုတော့ကျွန်တော်ဒီမှာပြပေးမယ် ဒီကောင်ကမီဆန်ကျလဲကျွန်တော်နှုတ်မှညက်မယ်ဒီကောင်ကအားလုံးကအပေါင်းနေပို့ပြီးလှုပ်လှုပ်တာဖြစ်တဲ့အတွက်အနှုတ်ကိုညက်လိုက်မယ်နော်မီဆန်ကျလဲလည်းပြပြီးမယ်အခုဒီမှာအပေါင်းနှုတ်ဒါမှအပေါင်းနှုတ်ရှိတယ်သူနှစ်ချက်နှိမ့်မယ်ဒီပြီးပါပြီကျွန်တော်စတက်နှိုးမယ်ဆိုရင်စတက်ကျိုးကိုရင်ပြပေးမယ်နော်စတက်ကျိုးကဒီအပြာရောင်ကလေကောင်တက်တက်ကအပြာရောင်တကျိုးတည်းပါတယ်အပြာရောင်ကိုကျွန်တော်ထိုးထားလိုက်မယ်စတက်နှိုးမယ်ဆိုရင်မိုးကျိုးပုံလေးနှစ်ချက်စတက်နှိမ့်လိုက်မယ်အဲ့ဒါဆိုရင်ဒီမှာမီးလင်းလာမယ်20စက္ကန့်လောက်အဲ့20စက္ကန့်လောက်ကသူကစတက်ကတော့ကိုအပေါင်းပို့ပေးမှာမော်တာဆွဲပြီးမှာနော်အဲ့ဒါဆိုရင်မော်တာလဲမယ် နောက်လင်းကို CDI ဆိုရင်ဆက်နိုးဖို့အတွက်ကဒီမှာတကြိုးရှိတယ်။အဲဒီကောင်လိမ်မောရောင်ပေါ့နော်။လိမ်မောရောင်မှာသူကအဲ့စတက်စတက်ကိုမိထုတ်ပေးတဲ့တပြိုင်နဲ့လိမ်မောရောင်မှာလည်းမိထုတ်ပေးတယ်။ဒီကောင်ကတခါတည်းထုတ်ပြီးပြန်မပိတ်တော့ဘူး။တော့ဖွင့်ကြိုးပါ။အဲ125မှာဆိုရင်တော့အနက်ကြိုးပေါ့။အနီကနေအနက်ကိုပေါင်းပေးတာ။ဒီကောင်က top lob top ပိတ်လိုက်မှပဲပြန်ပြီးတော့ငြိမ်းသွားမယ်။ အဲ့လိုညင်းရပြီဒီကောင်နှစ်ချက်နဲ့ရင်အပြာကို20စက္ကန့်ကဒါစရက်ကတောက်အတွက်မီးထုတ်ပေးတာဒီကောင်ကတော့တော့ဖွင့်ပေးတာပေါ့နော်ဟိုနင်းဟိုစီဒီယန်ဆိုလဲစီဒီယန်ကိုမီးရောက်ဖို့အတွက်ရှိတဲ့ရှိသမျှပါဝါတွေအကုန်လုံးပါဝါပို့ဖို့အတွက်မီးထုတ်ပေးတာပြန်နှိပ်ပြမယ်ဒီမှာနှစ်ချက်နှိပ်လိုက်မယ်စက္ကန့်တော့ဒီမီးနှစ်ချက်ပို့တာနဲ့ဒီမှာတစ်ခါတည်းမီးပို့ပြီးတာနင်းဟိုစီဒီယန်ဆိုလဲနိုးတယ်ငန်းဟိုစီဒီယန်ဆိုလဲသူ့အတူနိုးတယ်အမှငန်းဟိုစီဒီယန်တော့ဂျိုးဂျွိုင်းစရာရှိတယ်အဲဒါဆိုရင်ဒါတော့ဖွင့်ကြည့်ပေါ့နော်ဒါအနီးဒါပုံမှန်1.5ဆိုရင်ဒါအနီးဒါအနက်ပေါ့ တမီမလုံးနဲ့ခိုင်နော်ဘာပဲပြရလဲနော်ခိုင်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာဟိုဒါစတက်ကျိုးပြီးသွားပြီတော့ဖွင့်ကျိုးပြီးသွားပြီနော်ဒီနှစ်ကျိုးကတော့အဝါရောင်နှစ်ကျိုးကတော့ signal ပဲညပါသူက remote နဲ့တခါမှာအဲမီလေးတွေမိတ်တို့မိတ်တို့လင်းပြီးတယ်ကျွန်တော်ပြန်နှိပ်ပြမယ် signal ဝါတစ်ကျိုးထည့်ထားလိုက်မယ်လှုပ်လို့ပုံကအတူတူပဲဝါနှစ်ကျိုးကပဲညမခွဲထားဘူးအဲ signal နှစ်ချက်ခုံမယ်ဒီဘက်ဝါလည်းအတူတူပဲ signal နှစ်ချက်ခုံမယ်ဒါပဲအဝါ signal နှစ်ကျိုးเนาะကျိုးကတဖြည်းဖြည်းနဲ့နေသွားပြီကျိုးတွေအများကြီးကြီးရင်ကောင်းမှုနေမှာဆိုတော့ကျိုးချင်းရှင်လိုက် စကနေနှစ်ကျိုးပါပြီတော့ဖွင့်ကျိုးပါပြီเนาะဒါစတက်ကျိုးစတက်ကျိုးဆိုရဲကျွန်မကျွန်တော်ရှင်းစရာရှိသေးတယ်ဒါစတက်ကတော့ကိုအပေါင်းကျွေးမှာသူကအပေါင်းမဲထုတ်ပြီးမှာအမှဆိုင်ကယ်ဒီမှာ များသောအဖြစ်စတက်ကတော့ကိုအပေါင်းကျွေးထားတယ်အနှုတ်နဲ့နှိုးတယ်အဲ့လိုဆိုင်ကယ်လည်းရှိတယ်အဲ့လိုဆိုင်ကယ်လို့ဆိုရင်ဒီဒီမီကျိုးကအဆင်မပြေပါဘူးဒီကောင်ကအပေါင်းမဲထုတ်ပြီးမှာဒါပေမဲ့ဆိုင်ကယ်မှာလည်းစတက်ကတော့ကိုအပေါင်းကတိုက်ရိုက်ကျွေးပြီးသားဆိုတဲ့အတွက်ဒီကောင်နဲ့အဲ့ စတဲ့ကျိုးမှာမိဝါကြပေါ့နော်အဲ့မှာတက်ရင်စက်မနိုးပါဘူးအဲ့ဒါဆိုရင်တော့ကိုယ်ပြန်ပြောင်းရမယ်ဘယ်လိုပြောင်းရမလဲဆိုတော့စတဲ့ကတော့ကိုနှုတ်ထည့်ထားရမယ်ခလုတ်ကနေအပေါင်းနဲ့နှိုးရမယ်အဲ့ဒါမှရမယ်အဲ့ဒီဟာတက်မယ်ဆိုရင်စတဲ့ခလုတ်အရင်ကိုတစ်ချက်ကြည့်တင်တယ်စတဲ့ခလုတ်အရင်မှာအနက်ရောင်နဲ့အချားနဲ့ဆိုရင်တော့ရတယ်တစ်ခါတက်လို့ရတယ်စတဲ့ခလုတ်စတဲ့ခလုတ်အရင်မှာကအစိမ်းရောင်နဲ့ အချားနဲ့ဆိုရင်သူကခလုတ်ကနေအနှုတ်ကျွေးပြီးတော့နှိုးတာအပေါင်းကဆက်ကရက်ကိုဝင်ထားတယ်အဲဒါဆိုရင်တော့ဒီတွေမှုတက်ဖို့ကချက်ချင်းလင်းလက်ငင်းအဆင်ပြေမှာမဟုတ်ဘူးနည်းနည်းလေးပြောင်းရမယ်ဘယ်လိုပြောင်းရမလဲဆိုတော့ဆက်ကရက်အရင်ကိုအနှုတ်ရင်ထည့်ရမယ်ခလုတ်ကနေအပေါင်းကျွေးရမယ်အဲ့တော့အစင်းကျိုးကိုဖြတ်ပြီးမှအပေါင်းနဲ့ထည့်ရမယ်အပေါင်းနှုတ်ပြောင်းပြန်ကျွေးရမှာနော်ကျွန်တော်ပစ္စည်းတစ်ခုရဲ့နေရာမှာမှာဆိုစက်လက်ထနှုတ်ပစ္စည်းတွေမှာအလုံးကအပေါင်းနှုတ်ပါပဲအပေါင်းနှုတ်ဝင်မှာဒီမီသီးတစ်လုံးတောင်မှအပေါင်းနှုတ်ဝင်မှလင်းပါတယ်ဒီပစ္စည်းကတော့ဆိုလဲအဲ့လိုပဲအပေါင်းနှုတ်ဝင်မှလောလောထားဒါပေမဲ့တချို့ဆိုင်ကသူက စတက်ကတော့ကိုနှုတ်ရင်ကြေးထားအတွက်ဒီကောင်ဒါရိုက်အဆင်မပြေအောင်ဆိုလို့တခါလေးရှင်းထားပြီးတယ်။နောက်အဆင်တော့နှစ်ကျိုးပဲကျင်တော့မယ်နော်။ signal နှစ်ကျိုးတော့ဖွင့်တစ်ကျိုးစတက်ကျိုးနော်ဒီမှာပေါင်းနှုတ်ကျိုးလိုက်ပြီးဆိုဒီနှစ်ကျိုးပဲကျင်တယ်။ဒီနှစ်ကျိုးကဘိန်းကို CDI ဘိန်းတွေအတွက်ဆိုသုံးရမလို့ဘူးလွှတ်ထားလိုက်အောင်မယ်။ငန်းကို CDI ဘိန်းတွေဆိုရင်ဒီကောင်ကအရင်စတက်ကျိုးပါ။အရင်စတက်ကျိုး ဗီဒီယိုတွေဘိန်းနဲ့ဆိုပြောမယ်ဆိုရင်ကျွန်တော်နက်ဖြူချားလေးပါတယ် CDI ငါးငုတ်စီချားဆိုရင်အလေကောင်တက်တက်မှပါတယ်နက်ဖြူချားနက်ဖြူချားကိုခါဖြတ်မယ်ခါဖြတ်ပြီးရင်ဒီနှစ်ရောင်ကဘယ်လိုရှိမလဲဆိုတော့ဘယ်ဘက်တက်တက်လို့တော့ရတယ်ပြဿနာမရှိဘူးဒါပေမဲ့ပို့ပြီးတော့ပြည့်စုံတာကဒီခဲအောင်လေးက CDI ဘက်သွားတဲ့ line ကိုတက်ရမယ်ဒီကောင်ကတော့တော့ပဲသွားတယ်လိုင်းကိုတက်ရမယ်။ခိုးဘက်ဒီပဲမှားတိုင်ရောဘာဖြစ်မလဲဆိုဘာမှတော့မဖြစ်ဘူး။ဒါပေမဲ့ဘာဖြစ်မလဲဆိုရင်သူကခိုးဘက်ဒီပဲမှားတိုင်ရင်ကျွန်တော်တို့တမှုနဲ့လောချထားလိုက်ပြီ။လောချထားလိုက်ပြီ။လောချပြီးတော့ဆိုင်ရင်တော့နဲ့ဆက်ဖွင့် ဖွင့်လိုက်တဲ့အတန်တော့မြည်မယ်ဒါပေမဲ့ဆက်နိုးရင်ဆက်နိုးသွားမယ်အတန်မြည်တဲ့နဲ့ဆက်ကနိုးမှာအဲ့တော့သူအမှန်တိုင်းတက်မယ်ဆိုရင်ဒါကိုစီတိုင်းပဲတက်မယ်ဒါကိုတော့ပဲသွားတဲ့ဟာတက်မယ်ဆိုရင်သူကဒီလိုပေါ့နော်ဒီကြိုးဒီလိုရှိရဆိုရင်ဒီခါးနဲ့ဖြတ်လိုက်ခါးပြန်နှစ်ပင်ထွက်လာနှစ်ပင်ထွက်လာရင်ဒီဘက်ကစီဂျန်ဆိုကြပါဆိုစီဂျန်ဆိုရင်ဒီကောင်ကိုတက်မယ်ဒီဘက်ကတော့ပဲတော့ဆိုဒီလိုတက်ဒီနှစ်ကြိုးကိုဒီလိုတက်ကျွန်တော်နမူနာဖြတ်မပြတော့ဘူးကျိုးဘောအဲ့လို တစ်ဖက်စီသွားလိုက်မယ်ဒါကိုစီတန်ဘက်သွားရမယ်ဒီကောင်ကိုတော့ဘက်သွားရမယ်အဲ့ဒါဆိုရင်သူကရမှုကိုလော့ခတ်လိုက်မယ်လော့ခတ်ပြီးရင်ဆိုင်ငယ်တော့ဆိုင်ငယ်တော့ရော့စနိုးပြီးယူသွားလို့ပေးလိုက်လို့ရတယ်တော့ဖွင့်တယ်တံမီနဲ့စနိုးရင်လည်းစတက်ဆွရင်လည်းမီးမပို့ပေးပါဘူးအဲ့ဒါဆိုစက်မနိုးတော့ပါဘူးအဲ့ဒါဆိုရင်အားလုံးပြီးပါပြီဒီစတက်ကိစ္စလေးပဲတချို့ဟာဒီမှာအနှုတ်နဲ့နှိုးတဲ့ဟာဆိုရင်တော့အဆင်မပြေပါဘူးပစ္စည်းအားလုံးတိုင်းမှာအနှုတ်နဲ့ပေါင်းအောင်အလုပ်လုပ်တာဆိုတာဒါနေရာမှာပါ ဒီကောက်မှာလည်းဒါမှအနှုတ်နဲ့ပေါင်းဒီဘက်ကတော့ခဲအောင်နေလို့ရတယ်ဒါမှအလုံးကအနှုတ်နဲ့ပေါင်းမယ်ဒီမှာတခဲပိုတစ်လုံးပါတယ်ဒါလည်းအနှုတ်နဲ့ပေါင်းမယ်အလုံးကအနှုတ်နဲ့ပေါင်းဝင်မှာအလုံးလုံးတယ်မိစီတစ်လုံးပဲဖြစ်ဖြစ်ဟွန်းတစ်လုံးပဲဖြစ်ဖြစ်စတက်ကတော့တစ်လုံးပဲဖြစ်ဖြစ်အလုံးကအနှုတ်ပေါင်းဝင်မှာလုံးလို့တာဖြစ်တဲ့အတွက်အပေါင်းနှစ်ခုဖြစ်နေမရဘူးအနှုတ်နှစ်ခုဖြစ်နေမရဘူးအဲ့အတွက်စတက်ကျူးလေးမှာနည်းနည်းအဆင်မပြေဖြစ်မှာဆိုလို့ကျွန်တော်အသေးချာလေးလေးနဲ့ပြောနေတာဒီမှာဒါကောင်ကအပေါင်းထုတ်ပေးတာနောက်တစ်ချက်ပြန်ပြနော် ီအပြောင်အကျိုးကိုကြည်လိုက်အပြောင်အကျိုးကိုကျွန်တော်ဒီမှာထိုးထားမယ်နော်ဒီကောင်ကိုဆက်နိုးဖို့အတွက်ဒီနာကိုမိုးကြိုးပုံကိုနှစ်ချက်နှိပ်လိုက်မယ်ဆိုရင်မိထုတ်ပေးတယ်အပေါင်းထုတ်ပေးတာ20စက္ကန့်လောက်ကြာတယ်အဲအပေါင်းထုတ်ပေးအချိန်မှာဆလိုတိုင်းမှာကအနှုတ်ဝင်ထားမှသာလျှင်အဆင်ပြေမယ်ဆလိုတိုင်းမှာအပေါင်းဝင်ပြီးခလုတ်ကနေအနှုတ်နဲ့နှိုးတဲ့ဘိန်းတွေဆိုရင်ဒါအဆင်မပြေပါဘူးအဲ့ဒါလေးပါပဲအဲဆိုရင်တော့ခုနလိုပဲပြန်ပြောင်းပြီးတော့တက်ရင်ပေးဆိုင်ငယ်တက်တဲ့အလုံးအဆင်ပြေပြီအားလုံးပဲအကျိုးရှိမယ်လို့ယုံကြည်ပါတယ်